ဗုဒ္ဓဦးသားသမီးရာဦးသားသမီးများအားလုံးမင်္ဂလာပါ။အဲတော့ကံကြမ္မာတလဆာဒီဇင်ဘာလအတွက်2025ဒီဇင်ဘာလနှစ်ကုန်ဖြစ်ပါလေ။အဲတော့စနစ်ချနဲ့ဒါဒီကွင်နဲ့ဟောပြောပေးတော့မှာဖြစ်ပါလေ။ဒီလပိုင်းဒီနေ့သန္တလပိုင်းအတွက် ်မောက်ဆိုဘရဝသာသီးများညာနေမွေရာဟုသာသီးများအတွက်ဟိုရဲ့ဘုရားကပြပေါ့နော်အနေငယ်လူမွေးနဲ့ပတ်သက်ပြီးတော့အတိုက်ကအနောက်ဆက်ကလေးတွေအနေငယ်အနေငယ်ကြောင်းတတ်တယ်နော်သိရင်ကြမဟုတ်ဘူးဒီကဲတူနဲ့အောက်လက်ငယ်ရဲ့အချမှာအစင်မပြေတာလေးတွေဖြစ်တတ်ပါတယ်လက်ရှိအနေထားလေးပေါ့နော်လက်ရှိအနေထားလေးမှာအဲ့လိုမျိုးလေးတွေအဲ့တော့နည်းနည်းလေးကိုက ိတ်ထောင်းကိုကြည့်တဲ့အနေအထားမျိုးတွေဖြစ်တတ်တာပေါ့နော်အစိတ်လီလာတဲ့အနေအထားမျိုးတော့ကျော်ရနိုင်ပါလေဒါလက်ရှိအခြေအနေရပါနော်တအမ်ပရာဆိုရကပြားဖြစ်ပါလေအေကဘယင်ကပြားဖြစ်ပါလေဒါလက်ရှိဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးတော့မှာဖြစ်ပါလေဥစ္စာပစ္စည်းဝင်လာမှာဖြစ်ပါလေနော်ဥစ္စာပစ္စည်းကြီးမားတဲ့ဥစ္စာပစ္စည်းတွေဝင်လာနိုင်တယ်ရည်ရထားတဲ့ဥစ္စာပစ္စည်းတွေဝင်လာမှာဖြစ်တယ် ။နောက်မြည်တွေပါတယ်ဝင်ငယ်ရှိရယ်။နောက်ဖုံးအယောင်းဝယ်ပွဲစားအဲနောက်ပြီးကိုရဲ့အဲတံပိုးရှိတဲ့ကိုစကူတက်ထားထားတဲ့ဥစ္စာပစ္စည်းတွေပေါ့နော်။အဲ့ဒါတွေလည်းဥမာကားပဲဖြစ်ဖြစ်မြည်ပဲဖြစ်ဖြစ်တံပိုးရှိတဲ့ကြောက်ပဲဖြစ်ဖြစ်လက်ဝဲရတနာပဲဖြစ်ဖြစ်ပေါ့နော်။ဥစ္စာပစ္စည်းတွေကကိုရဲ့ဝယ်မလို့ရီမန်းထားတဲ့ဆိုလို့ရှိရင်အဲ့ဒါအထမြောက်လိမ့်မယ်အဆင်ပြေလိမ့်မယ်လို့ခေါ်ပြောပေးလို့ရတယ်။ဒါကတော့ type prepare လို့အမည်ရပါတယ်ဖုန်းတော်ကြီးကပ်ပြဖြစ်ပါတယ်နော်နောက်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကကောင်းတာရှိသလိုညံ့တာလည်းရှိတယ်ပေါ့နော်ဘလို့စိုးစိုးဝါးကြီးလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးရောကိုကြီးမဆမှုပေးပါမယ်တို့မဟုတ်ကိုကနေပြီးတော့ကိုကြီးပေးလိုက်ရတဲ့မိတ်ဆွေအပေါင်းအသင်းမျိုးလည်းကျုံလာနိုင်ပါတယ်ကျုံလာပါလိမ့်မယ်အဲဒီကပစံအဲ့တော့ မစ္စေပေါင်းတယ်ဆိုတော့ကောင်း90စု90ပေါ့နော်အဲဒါမစ္စေပေါင်းတယ်ဆိုတဲ့ကပြားမှာနော်ဓမ္မဆိုတဲ့ကပြားဖြစ်တယ်တောက်ထူးကပြားပေါ့နော်ဒီကလူဆောက်ထူးကပြားတွဲလောက်ဆွဲကနေကပြားပေါ့အဲဒါခါဒီမှာကိုယ့်ရဲ့အုံနောက်နဲ့ချင်းချင်းပြီးတော့သုံးအသုံးချသွားမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဘာမှစိုးရိမ်စရာမရှိပါဘူးနော်အလောက်ကိုင်းနဲ့ပတ်သက်ပြီးဟောပြောပေးမှဖြစ်ပါတယ် အလုတ်ကန်နေကောင်းမယ်အလုတ်အကန်နေကောင်းမယ်သူကပြေလုံငန်းနှမျိုးနဲ့စားလိုက်လောက်တတ်တယ်နောက်ကိုရဲ့နော်ဟိုရှယ်ယာလုံငန်းပဲဖြစ်ဖြစ်ပြပတ်တွေလုံငန်းတွေပဲဖြစ်ဖြစ်ပြပတ်နဲ့ပတ်သက်တဲ့လုံငန်းကိစ္စရပ်တွေပဲဖြစ်ဖြစ်နောက်လူမှုရေးရာကိစ္စရပ်တွေပဲဖြစ်ဖြစ်အဲ့တော့အလုတ်ကိစ္စနဲ့ပတ်သက်လို့ရှင်ကိုကြီးမဲ့သူတွေရောနောက်တော့ပထမဆက်ကိုကြီးမဲ့ပုံကိုယ်တွေရော ော်ပေါက်လာနေပါတယ်အဲ့တော့အလောက်ကန်နဲ့ပတ်သက်လို့ရှင်တုတ်တက်မယ်ကြည့်ပွားမယ်အောင်မယ်လို့ပြောမှဖြစ်ပါတယ်အဲ့ဒါကတော့တဟိုက်ပရစ်စ်တဲ့ဆိုရဲမေရိုကြီးကပြဖြစ်ပါတယ်အဲ့တော့အမျိုးသမီးကိုကြီးမဆောက်ပေါ်မယ်ပေါ့နော်အာဒမီအောက်လက်ငရာနဲ့ပတ်သက်ပြီးဟောပြောပေးမှာဖြစ်ပါတယ်။အာဒီအောက်လက်ငရာကိန်းနေလဲကောင်းပါလေ။ဝန္တာဆရာသတင်းစကားတွေကြားရမယ်။အောင်မြင်မှုတွေရရှိမယ်။နော်။အဲဒါနည်းနည်းတော့ ဟိုအတိုက်ခံလေးတွေတော့နည်းနည်းကြုံနိုင်ကြုံနိုင်ကြုံတတ်တာပေါ့နော်အတိုက်ခံလေးတွေဟိုပထမနည်းနည်းလေးတော့ပထမဆုံးစိတ်ပူပန်စရာလေးတော့ကြုံရတယ်ဒါပေမဲ့လို့ပူပန်စရာမရှိဘဲနဲ့အောင်မြင်မှုရမယ်ဝန်တာစရာသတင်းစကားတွေကြားမယ်အဲ့တော့တာသမီအောက်လိုက်ငရဲရပတ်သက်ပြီးတော့အဆင်ပြေမယ်တဟားမဲဆိုတဲ့ကပ္ပဖြစ်ပါတယ်လူရောစင်ကနော်ဝိဇာကတ်လို့လည်းပြောလို့ရတယ်လူရောစင်ကဒီကပ္ပလေးကသူတို့အဆောင်ရှောက်ရှိတယ်လို့ဟောပြောပြရမှာဖြစ်ပါတယ်ဘာမှဆိုရင်ဆံဖြစ်ဘူး ဆောက်ရှောက်ရှိတယ်လို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုပါတယ်နော်။ရန်အတိုက်ခံနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်။စန္ဒလာပိုင်းထဲမှာဘုဒ္ဓရောက်သားတင်းများတွေအတိုက်ခံမရှိပါဘူး။လူရက်စွာ လုပ်ငန်းတွေဆောင်ရွက်လို့ရပါတယ်။အောင်မြင်မှုတွေရှိနိုင်ပါတယ်။ရပ်ဖြစ်နေတဲ့သူတွေတောင်မှပဲကိုယ့်ရှိကိုပြန်ခေါ်လာနိုင်တယ်။ပြန်ခေါ်မဲ့ game ဖြစ်ပါတယ်နော်။ကွဲကွာနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့လည်းပြန်လဲပေါင်းစည်းရမယ်။ပြန်လဲစုံစည်းမယ်ဆိုတဲ့နမိတ်ကပြား အဲ့ကပြရတော့နော်ချက်ချက်မဲဆိုတဲ့ကပြရှင်တန်ထမြောက်ဆိုတဲ့ကပြရပြီးတော့သူတွေပြရှင်နဲ့ကိကပြရဖြစ်ပါလေနော်အဲ့တော့ဇန်တိုက်ကမရှိဘူးလို့ကောက်ယူမှဖြစ်ပါလေအခြေအိနှော်ရင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြတတ်မှဖြစ်ပါလေအခြေအိနှော်ရင်းနဲ့ပတ်သက်ပြီးတော့အခြေအမှာနော်အစင်မပြေတဲ့အခြေအရေးအစင်ပြေလာမယ်အဆက်တည်းမရဘူးဆိုတဲ့ အခြေအနေပတ်သက်ပြီးတော့ကိုယ့်ရှုအဆက်တွေပြန်လှည့်ပြီးတော့လှုပ်လာလိမ့်မယ်အအဆက်တွေရလာပဲအခြေခံကောင်းမယ်နော်အိမ်ဆောင်ရေးနဲ့ပတ်သက်လို့ရှိရင်လည်းကွဲကွာနေတဲ့အိမ်ဆောင်ရေးတွေကိုယ့်ရှုပြန်ပေါက်စီလာမယ်ပြန်ရောက်လာမယ်အိမ်ဆောင်ကံတွေကောင်းလာမယ်အိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးတော့နော်နိုင်မအိမ်ဆောင်ရေးရှင်ဆွဲကောင်းနေတဲ့မိတ်ဆွေပေါင်းနေနေအိမ်ဆောင်ရေးကံပါလဲကောင်းတဲ့အပြင်ဂျင်းနှင်းငယ်ရနာဆရာကေရရခဲ့ရှိတယ်ဂျင်းနှင်းငယ်ရထားလို့ရှိရင်လည်းစီပတ်တက်မယ်စီပတ်ဖြစ်မယ်သန္ဓေလာပဲနေမှာနော်အဲ့တော့ ရသဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်နေသူရိကပ်ပြားလေးဖြစ်ပါတယ်အဲ့တော့အခြေအင်ဂျင်နီယာကောင်းတာပေါ့နော်အခြေအင်ဂျင်နီယာပတ်သက်ပြီးတော့လည်းကောင်းတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးဟောပြောပေးတတ်မှာဖြစ်ပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့ခုမှရှင်းနေတော့မှဂျမိုင်းရထွက်ခွာသွားမှာဖြစ်ပါတယ်နော်ဂျမိုင်းရပျောက်သွားမှာဖြစ်ပါတယ်နော်ဂျမိုင်းကောင်းမွန်တယ်အလိုလိုဂျမိုင်းရလည်းပျောက်ကန်းသွားမှာဖြစ်ပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမလိုဘူးသိမ့်စရာမရှိဘူး the way support ကျွန်း ကံကြမ္မာ11လေးဖြစ်ပါတယ်အဲ့တော့ဈမိုက်နဲ့ပတ်သက်ပြီးဘာမှသိဉ္စာမရှိဘာမှလောက်ရှာမလို့လို့ပြောမှာဖြစ်ပါတယ်နော်ဘာရာကြီးနဲ့ပတ်သက်ပြီးဟောပြောပြမှာဖြစ်ပါတယ်ဘာရာကြီးမှာတော့ကြီးမားတဲ့အနောက်ချက်တွေပေါပေါက်တတ်ပါတယ်နော်ဘာရာကြီးလုံးနေစီတွေမှာသရဏာလေးတွေဘာရာကြီးမှာအနောက်ချက်ဘာရာကြီးမလို့ဖြစ်အောင်ဒါစီအခန္တာဒါမျိုးကျွန်တော်ရတယ်ဘာရာကြီးနဲ့ပတ်သက်ပြီးတော့နော်အဲ့တော့ဆိုတော့ကိုယ့်ရဲ့ဘာရာကြီးလုံးတတ်မယ်ဆိုလို့ရှိရင် တို့တပြစင်မှုတနိုင်တပိုင်းနော်ကိုယ့်ရဲ့ဘေးဆက်နိုင်တဲ့အချိန်ချိန်အားဖြင့်ပေါ့ဒါလေးတွေကိုခွဲချမ်းစိတ်ဖြာပြီးတော့ဆောင်ရွက်ပါဒါဆိုလို့ချင်းအောက်ပါတယ်ဘာလိုက်ပြက်မယ်ဆိုတာကိုမပြက်အောင်ထိန်းသိမ်းနိုင်တဲ့သူကပို့ပြီးတော့အောင်မြင်မှုရရှိတော့မှာဖြစ်ပါတယ်ငါဒီဥစ္စာအပြက်မခံဘူးရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်အောင်မြင်လုပ်မယ်နော်ဘာလိုက်မှမဟုတ်ပါဘူးနောက်တစ်ခုကလည်းကိုယ့်ရဲ့အလုပ်ငန်းရေးအိမ်တွင်းရေးစီးပွားရေးစတဲ့ဖြင့် ကိစ္စရတယ်မှာငြိမ်းချမ်းမှုလေးအိ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 ရဲ့ကိစ္စတွေမှာသူတို့ရှင်လဲငါဒါရအောင်လုပ်မယ်အောင်မြောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတာဒါအထိတ်တန်တစ်ခုပါပဲနော်မရရအောင်လုပ်မယ်ဆိုရည်ရွယ်ချက်ဒါလည်းအထိတ်တန်တစ်ခုပါပဲဘာလို့ဖြစ်ဖြစ်အပြတ်မခံဘူးဆိုတဲ့စိတ်ဆန္ဒကိုထည့်ရမှာဖြစ်ပါတယ်အဲ့တော့မိသားစုရဲ့အိချမ်းဖို့ငြိမ်းချမ်းဖို့ဆိုတဲ့ကိစ္စတွေမှာတော့အနောက်ချက်ကလေးတွေဝင်တတ်တယ်မမြင်နိုင်တဲ့အရာတွေပေါ့နော်နောက်ကြည့်ခဲ့သူတွေအနောက်ချက်ပေးရတဲ့တွေကြောတတ်တယ် အဲ့ဒါကတော့ death ဆိုတဲ့ကပ်ပြားကြောက်ပါတဲ့နော်တင်းမင်းဆိုတဲ့ကပ်ပြားပေါ့နော်အဲ့ဒီဒီဘောပေါ့အဲ့ဒါဒီကပ်ပြားလေးရာရှင်ညွှန်းခြင်းဖြစ်ပါလေနော်ကံကြမ္မာနဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါလေကံကောင်းမှုတွေလည်းရောက်လာမှဖြစ်တယ်ဒါမှဆိုလို့ရှင်နော်အဲ့တော့သီဆင်းမှုပိုင်းဆင်ရတယ်ကံကောင်းခြင်းတွေလှုပ်ဆောင်ချက်တွေရက်မတော်ဘူးပေါ့နော်အဲ့တော့ဘုရားပိစက်ရှိရပေးမယ်ဝင်လာဆက်ရှိရဝင်လာမယ်တော့ကဘာမှာ တည်ဆင်းမှုနော်ဥတန်းရောင်းဝယ်လုပ်ငန်းအဲဒီလုပ်ငန်းတွေပေါ့ဒါကြောင့်အထယ်ထယ်လေးလုပ်ငန်းတွေပြင်ထွက်တရံစာတပစ္စည်းတွေနော်တေးပို့ဆောင်လုပ်ငန်းတွေတူရစင်လုပ်ငန်းတွေပွဲစားလုပ်ငန်းတွေကားလုပ်ငန်းတွေကြောက်လုပ်ငန်းတွေဒါရီယာစာဒါကံကောင်းတဲ့ထဲမှာပါတယ်လို့ဘောလုံးဇာဝတာသမီးများအတွက်နော်အဲ့တော့အချင်းနေကောင်းခွင့်ကောင်းနေဖြစ်တယ်ကံလည်းကောင်းပါတယ်ကံကောင်းတဲ့မှာတရားရကံတော့ကံကောင်းပါတယ်လို့ပြောချင်ပါတယ်အဲ့ဒါကတော့ဒဝေါဆိုတဲ့ကပ္ပယဖြစ်ပါတယ်ကဘာနဲ့တွင်း ကံကောင်းမှုတွေတောင်ရောက်လာနိုင်ပါတယ်တဲ့ကိုကိုရဲ့လှုပ်ဆောင်ချက်တွေလည်းအောင်မြင်မှုရရှိမှာဖြစ်ပါတယ်တဲ့နော်ငွေကြီးလက်လက်ပါနဲ့ပတ်သက်ပြီးဟောပြောပေးမှာဖြစ်ပါတယ်ငွေကံတွေကလည်းကောင်းပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေကံကောင်းခြင်းဟာတို့ကနော်ကိုကသုံးချဆရာရှိလို့သုံးချလိုက်တာ ဖြစ်ပေမဲ့လို့ဒီငွေတွေကငွေတွေလည်းပြန်ရောက်လာမယ်ငွေနဲ့တန်ဖိုးတူတဲ့ပစ္စည်းတွေလည်းပြန်ရောက်လာမယ်ငွေရောပစ္စည်းရောလည်းနှစ်ခုလုံးလည်းရောက်လာနိုင်တယ်နော် အမြတ်ဆွန်းလည်းကြည်မမရလာနိုင်တယ်အဲ့တော့ငွေကြေးလက်လက်ပါတွေလည်းကောင်းတယ်သုံးရှုံးရမယ်ငွေမရှိဘူးကြက်စားရှိတာလည်းရနိုင်လားရမယ်သုံးရှုံးမှုမရှိဘူးအရှင်ပြေမယ်လို့ပြောချင်ပါတယ် guest space ဆိုတော့ကပ်ပြဖြစ်ပါတယ်နော်တရားတို့ကြီးကပ်ပြသန္ဓေပိုင်းကုန်ကြည်ပိုင်းမှာနော်နှစ်ချုပ်မှာသန္ဓေပိုင်းရဲ့နော်တလပိုင်းရချုပ်တနေ့တာတော့အချုပ်မှာတော့ခါတရေမှာနော် ဒီကုန်ကန်ကြီးရဲ့ဒီရပိုင်းလေးမှာနှဲသုံးရဲ့လူတို့ဘာလို့ဆိုတော့ပူပယ်မှုလေးအနှဲငယ်ကြုံရတတ်တယ်ပူပယ်မှုဒါကမိတို့လျက်စစ်တို့နဲ့ပတ်သက်တာလေးတွေနော်ဟိုလျက်ရတဲ့အာမေတိတ်ဖြစ်သွားတာလေးတွေအခါလေးမှာဟိုအိမ်ကြောင်းနဲ့ပတ်သက်ပြီးတော့တခါလေးမှာ မထင်မှတ်ထားတဲ့အဲဘာပေါ့နော်တရားနဲ့တရားစိတ်တဘောတာကွဲလွဲမှုလေးတွေဒါလေးတွေနည်းနည်းကြုံရတတ်တယ်ပေါ့နော် အဲ့ဒါမှသူကသို့ရင်ပူပန်မှုအနေထားမျိုးပေါ့နော်ဒီနေရာမှာတော့သူကထဲရောက်ရောက်လာချိန်မှာရောက်လာမှာဖြစ်တယ်အိမ်မက်ကြောင့်ခြောက်ချမှုလေးတွေဖြစ်တတ်တယ်လို့ပြောချင်ပါတယ်နော်အိမ်မက်ကလေးရာတိတ်မကောင်းတဲ့လိုပုံစံမျိုးအိမ်မက်ကခြောက်လန့်တဲ့အနေထားမျိုးနော်အဆင်မပြေတဲ့အနေထားမျိုးအိမ်မက်ထဲမှာကိုကအဆင်ပြေမနေဘူးဆိုတဲ့အရာမျိုးဒါမျိုးတွေဖြစ်ပေါ်တတ်တယ်လို့ပြောချင်ပါတယ်နော်အဲ့ဒါကဒါကသတိပေးတတ်တတ်ပါဒါရဘာမှစူးစူးပါပါမမြင်နိုင်တဲ့အရာအနောက်ချက်ကလေးရှိတတ်တယ် မမြင်နိုင်တဲ့ကိစ္စလေးတွေအနောက်ဆက်တွေရှိရတယ်အဲ့ဒါတက်ပဲဆိုတဲ့ကပ္ပားတစေဆိုတဲ့ကပ္ပားအဲ့တော့ဘဒူးရောက်သားသမီးတွေနေနဲ့ဒီစန္ဒလာပိုင်းမှာကပ္ပားတွေကြားရှိတဲ့ကပ္ပားရဲ့ death ဆိုတဲ့ကပ္ပားတက်ပဲဆိုတဲ့ကပ္ပားကျုပ်ကိစ္စရတော့လေကိုယ့်ရဲ့လုပ်ငန်းဆောင်ရွက်နေတဲ့အပိုင်းလေးတွေမှာ မြင်နိုင်တဲ့ကိစ္စမမြင်နိုင်တဲ့ကိစ္စလေးတွေအဲ့ဒါ၄အနောက်ဆက်ပြည်ရှိရလို့နားလည်ထားမှဖြစ်တယ်ပေါ့နော်တို့တော့လည်းပဲသတိထားရင်တွေ့တယ်ဒီအရာကိုရှုထားရရောက်မလာပဲနဲ့ တူနေတူရနဲ့တူကျော်လောက်သွားတာတွေလည်းဖြစ်တတ်ပါတယ်အဲတော့ကံကောင်းတဲ့အချက်တွေကပို့ပြီးတော့ညားနေတာအာတာတာကိုတွေးရှိရတာပါလေနော်တွေးရှိရပါလေဒါကြောင့်ဒီကျွန်တော်အနေနဲ့ဒီစနေလပဲတက်လာတာအတွက်ကိုသုံးသပ်ပေးရခြင်းဖြစ်ပါတယ်တဲတော့နမိတ်ဒီနဲ့နော်ကျူတင်ပြုလုပ်ထားမှာဆိုလို့ရှိရင်ဓာတ်ဖယ်ဆိုတဲ့ကပ်ပြအရာကောက်ွယ်မှုဆိုတဲ့အသေးပဲကိုဆောင်းပြုလုပ်ထားမှာဖြစ်တယ်အဲဒါကကိုယ့်ရဲ့အိမ်မှာကိုယ့်ရဲ့အိမ်အနီးနားမှာရှိတဲ့တစ်ပင်ကိုယ့်ရဲ့အိမ်ဝန်းထဲမှာရှိတဲ့တစ်ပင်နော် အခြေဝချင်းပဲမှာအမွှေးတိုင်အမွှေးတိုင်လေးထွန်းထွန်းပြပါနော်ယောဂဆိုးတို့တပင်းဆောင်နှတ်တို့မေတ္တာလေးပို့ပြပါလို့ကြံပြုလိုပါတယ်ဒါလေးမေတ္တာပို့နော်အာကိုပြုခဲ့တဲ့ကုလကောင်းမှုတွေနဲ့ပတ်သက်လို့ရှင်လဲအမြပေးဝေတာလို့လုပ်တဲ့မှာလေဘာကနော်အတကူကြတော့ ဖះမှာနော်ဖះမှာကြတော့နွားနှုတ်နောက်တော့ကိတ်မုံလို့နွားနှုတ်လှူပေးပါလို့ပြောမှာဖြစ်ပါလေကိတ်မုံလို့နွားနှုတ်လို့မကြခဏလှူပေးပါနော်ကိတ်မုံဆိုရယ်ဘယ်နှချပဲဖြစ်ဖြစ်နွားနှုတ်ဆိုရယ်ဘယ်နှခွက်ပဲတစ်ခွက်ပဲဖြစ်ဖြစ်ဘယ်လိုဆိုလို့ဒါလေးလှူပေးပါနွားနှုတ်နဲ့ကိတ်မုံကိုတရားကိုလှူပေးပါလို့ပြောချင်ပါတယ်အဲရရရရလေးတွေတောင်းထားမှာဖြစ်ပါလေနောက်အလင်းတိုင်းဒီမို့လျှက်စစ်မီ ဒါလေးလေဟိုကိုယ့်အိမ်ကတော့အများကတော့ဖះမိမှုဆိုတော့ဖြစ်တာပေါ့နော်အဲ့တော့ကိုကတခြားတဲ့နေရာမှာရောက်လို့လက်ဆက်မီအလူကအပေါင်းလေးပါလေရှိတယ်နော်အထောက်ကိုဖြစ်စီတဲ့ဝတ္ထုငွေပေါ့နော်ဖះရဲ့ဝတ္ထုငွေလက်ဆက်လက်ဆက်ဖိုးနော်လက်ဆက်မီအလူဒါမျိုးတွေလှူဒန်းတက်မှာလေကိုယ့်ရဲ့ရောက်တဲ့နေရာဥပမာဖះဘုခိရောက်ခဲ့မယ်တင်းနေရာမှာရောက်ခဲ့မယ်ဆိုလို့ချင်းဒီလိုရေရရာလေးလေးစားထားမှဆိုရင်လည်းအဆင်ပြေပါတယ်ပို့ပြီးတော့အလင်းနှပ်ပွက်စီပါတယ်ကံကိုပို့ပြီးတော့လင်းလက်စီပါတယ်လို့ပြောချင်ပါတယ်နော် အဲဒါကြတော့ခြေရာလေးစွမ်းမဲ့ပိုင်းလေးပေါ့နောက်တစ်ခုကအယောင်အယောင်တင်ငေတာတွေကအဖြူယောင်အဖြူယောင်လေးတွေအသုံးပြုတဲ့မှာတယ်နောက်တစ်ခုကအဖြူယောင်အဖြူယောင်လေးတွေအသုံးပြုတဲ့နဲ့အဝါယောင်အသုံးပြုတဲ့မှာတယ်အဲ့တော့အယောင်နဲ့ပတ်သက်လို့ရှင်တော့အဖြူယောင်ရဲ့အဝါယောင်ရဲ့အနီယောင်ရဲ့အသုံးပြုပါဖတ်ပြပါမယ်အယောင်နဲ့ပတ်သက်ပြီးတော့အဖြူယောင်ရဲ့အဝါယောင်ရဲ့အနီယောင်ရဲ့အသုံးပြုတဲ့မှာတယ် ကဏ္ဍအဖြစ်တစ်ကေ9ရေနော်တစ်ကေ9ရေနှစ်ကေအချိုးပေးပါတယ်တစ်9နှစ်အချိုးပေးပါတယ်ဒါကဏ္ဍနဲ့ကြည့်ပါလေတနင်္ဂနွေနေ့တို့နော်တနင်္လာနေ့တို့နော်အဲ့ဒါကိုအချိုးပြုပါတယ်နေ့ရနှစ်နေ့ပေါ့နော်တနင်္ဂနွေနေ့ရတနင်္လာနေ့ရကနေတို့နေ့မြတ်များဖြစ်ကြပါတယ်နော်ကဲဘုဒ္ဓဘုရားသမီးရောက်သားသမီးများအားလုံး စိတ်ချနာခြင်းကိုယ်ကြမ်းမှခြင်းများပြည့်စုံကြပါစေခင်ဗျာ